င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ကြောက်ဖြူတိုက်ပွဲအတွင်းတရုတ်စစ်သား20ခန်းကဒရုန်းနေနဲ့စစ်ကောင်စီဘက်မှစစ်ကူတိုက်ခိုက်ပြီးနေတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်လက်ရှိပြင်းထန်စွာဖြစ်ပွားနေတဲ့ကြောက်ဖြူမြို့နယ်တိုက်ပွဲတွေအတွင်းတရုတ်စစ်သား20ခန်းကဒရုန်းတွေကိုသူတို့ကိုယ်တိုင်ကင်တွယ်ထိန်းချုပ်မောင်းနှင်ပြီးစစ်ကောင်စီဘက်မှနေဝင်ရောက်တိုက်ခိုက်ပြီးနေရလို့အမည်မဖော်လိုတဲ့သတင်းအရင်းမြစ်တအုပ်ကပြောပါတယ်မလကျွန်ရွာနာက OGD စက်ရုံနဲ့တစ်ပုတ်တောင်ကတညဝရင်ကြီးတက်မှာတရုတ်စစ်သား20လောက်ဒရုန်းမှ ောင် BA ကိုတိုက်ခိုက်တဲ့ရွာရီကိုပုံကျင်းနေတယ်။ ရေတက်ကဗမာစစ်သားကိုဒရုန်းမမောင်းရဘူးလို့အတိအကျသတင်းရထားတဲ့ဒရုန်းတွေကိုဤပညာပိုင်ပို့ကျွမ်းကျင်တဲ့တရုတ်စစ်သားတွေကိုယ်တိုင်မောင်းနှင်ပြီးကျင်းရွာတွေကိုပုံကျင်းနေရလို့သိရတဲ့ကြောက်ပြူမျိုးနဲ့ဂုံးချုံတိုင်နယ်ရှိတရုတ်တပ်အားဖြန့်ပြူရေးဆက်ယုံ OGD နဲ့တစ်ပုတ်တောင်တိုင်နယ်ရှိတညောက်ရီရေတက်ဌာနချုပ်တို့ကအခုနောက်ပိုင်းတရုတ်စစ်သားများကိုယ်တိုင်ဝင်ရောက်ပြီးဒရုန်းတွေနဲ့တိုက်ခိုက်ပြီးနေရလို့အဲ့ဒီသတင်းအရင်းမြစ်ကဆိုပါတယ်ပြီးခဲ့တဲ့မေလ19ရက်နေ့ကကြောက်ပြူမျိုးနဲ့မင်းတပ်တောင်ကျင်းရွာရှိစစ်ကောင်စီတပ်စခန်းနဲ့အစိုးရဆက်မှုလက်မှုတင်းတန်းကြောင်းတွေမှာတပ်ဆွဲ ထားတဲ့စစ်ကောင်စီတပ်စခန်းတို့ကိုအီတိုက်ခိုက်သိမ်းပိုင်းရရှိပြီးရဲ့နောက်တရုတ်စစ်သားတွေကိုယ်တိုင်တိုက်ပွဲအတွင်းပါဝင်လာတာလို့ဆိုရပါတယ်။ စီဒီအမ်ဗိုလ်ကြီးစင်ရောကလည်းကြောင်ဖြူမှတရုတ်ကစစ်ကောင်စီဘက်ကဒရုန်းတွေနဲ့ဝင်ရောက်တိုက်ခိုက်ပြီးနေတာဖြစ်နိုင်ခြေရှိတယ်လို့သုံးသပ်ပြောဆိုပါတယ်။ဆလဘီဗမော်မျိုးအပီးသားသိမ့်ပိုင်နိုင်ကီယိုင်ဖူပေါန်တက်ဒီကနေ့ပြန်လဲထိုးစစ်စစ်နေကြောင်တင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မျိုးကိုအပီးသားသိမ့်ပိုင်နိုင်ဖို့အတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်ဖူပေါန်တက်တွေကမေလ29ရက်မှာထိုးစစ်အရှိန်မြင့်တင်တိုက်ခိုက်နေကြောင်ကချင်သတင်းအရင်းမြစ်တချို့ကပြောပါတယ်။ဗမော်မျိုးသိမ့်စစ်စင်ကို KIA ဖူပေါန်တက်တွေက2024ဒီဇင်ဘာလရက်မှာစတင်ခဲ့ပြီးတိုက်ပွဲ ်ကာလ6လခန့်ကြာပြီဖြစ်ပါတယ်တိုက်ပွဲ6လပြည့်ဖို့တပတ်ခန့်လို့မေလ29ရက်နေ့မှာဖမော်မြို့မှာကြံနေတဲ့အမှတ်23စစ်စင်ကိုကဲမှုဌာနချုပ်စာခခ23အပါဝင်လက်ကျန်တပ်စခန်းတွေကိုသိမ်းပိုင်နိုင်ဖို့ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့ဆိုပါတယ်ဖမော်ဒီကနေ့မနက်ပိုင်းတိုက်ပွဲပြန်ဆနေပြီလို့ကချင်တရင်အရင်မြစ်တအုပ်ကပြောပါတယ်အခြားကချင်စင်ရီတရင်အရင်မြစ်နှံအုပ်ကလည်းဖမော်မြို့ကို KI ပူပေါင်းတပ်ကဒီကနေ့မနက်မှာပြန်လည်ထိုးစစ်ဆင်နေရလို့ဆိုပါတယ် KI ကဖမော်မြို့သိမ်းစစ်စင်6လတာတွင်စစ်ကောင်စီတပ်ကိုအထိနာအောင်တိုက်ခိုက်နိုင် င်ပြီးအရေးပါတဲ့တပ်ရင်းဌာနချုပ်များတပ်စခန်းများသိမ်းပိုင်နိုင်ခဲ့တဲ့အပြင်တန်ကြပ်ကရှင်တင်ကာနေရဟရင်များကိုထိခိုက်ပျက်စီးအောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။မေလ20ရက်မှာပမောင်မြို့ကိုစစ်ကူလာပို့တဲ့စစ်ကောင်စီရဟရင်3စီးအနက်နှစ်စီးကိုထိမှန်အောင် KIA ဖူးပေါင်းတပ်ကပစ်ခတ်ခဲ့ရာတစီးကအဲ့ဒီနေမှာပဲရွှေကူမြို့နယ်15မိုင်ခန့်အကွာစီးငန်းကြီးဝါဒီပြက်ကျခဲ့တဲ့ကြံတစီးကရွှေကူမြို့ကိုရှေးပေါ်ဆင်းသက်ခဲ့ရာမေလ21ရက်နေ့လယ်မှာ KIA ကဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီရဟရင်ကလည်းပျက်စီးခဲ့တယ်လို့ကချင်သတင်းရှင်းမြစ်နဲ့ KIA င်သတင်းပြန်ကြားရေးဌာနတာဝန်ခံပုံမူးကြီးနော်ဘူးကပြောပါရယ်ဒီကနေ့မနက်ပိုင်းမှာ KAI ကပုံမှန်မျိုးကိုထိုးစစ်ပြန်လည်စတင်နေမှုနဲ့ပတ်သက်ပြီးမေးမြန်းဖို့ပုံမူးကြီးနော်ဘူးထံဆက်သွင်းထားဆဲဖြစ်ပါရယ် KAI ပူပေါင်းတပ်ကပုံမှန်မျိုးရှိစကားက27ဌာနချုပ်လုံခြုံရေးကာကင်တရင်များဖြစ်တဲ့အမြောက်တပ်ခလာရ236တရင်နဲ့တင်ကားတရင်တန်ချက်ကတရင်ပုံမော်လီရင်ကွဲပုံမှန်မျိုးရှိစစ်ကောင်စီတပ်ဆွေရနေရများစကားက27ကာကင်စကန်များကိုသိမ်းပိုက်ထားပြီးဖြစ်ပါရယ် စစ်ကောင်စီအနေနဲ့ပမောမျိုးမကြစေဖို့အတွက်လေကြောင်းပစ်ကိုအလွန်အကျွံအသုံးပြုခက်ခဲနေခြင်းဖြစ်ပါတယ်။တိုက်လေယာဉ်များပြင်ဝိုင်းတွဲဝိုင်းအလေယာဉ်များအသုံးပြုဘုံချက်တိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိရာတနေ့ကိုဘုံအလုံးကြီး30ထက်မနည်းနေ့စဉ်ဒီပါတိုက်ခိုက်နေကြောင်းပုံမှုကြီးနော်ဘူးကပြောပါတယ်။လက်ရှိမှာကချင်ပြည်နယ်မှာမိုးရွာသွန်းနေပြီးမိုးများပါကစစ်ကောင်စီအနေနဲ့လေကြောင်းမှပစ်ကူတိုက်ခိုက်မှုရှော့နိုင်ကြောင်းကချင်တရင်အရှင်းမြစ်တော်ကပြောပါတယ်။ဆက်လက်ပြီးမြမအရေးမှအရေးကြီးတဲ့ညှိနှိုင်းမှုအဆင့်တွေကိုဖျက်ဆီးနေရလို့မလေးရှားဝန်ကြီးချုပ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါ ါမယ်။မြမပြည်တွင်ရဲ့အကြက်တဲကိုကိုကြီးပြေရှင်ဖို့အရေးကြီးတဲ့အစ်စင်တွေကိုဖြတ်တန်းနေရကြောင်းမလေးရှားဝင်ကြီးချုပ်အန်ဝါအီဘရာဟင်ကအရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံကောင်းဆောင်တွေတွေ့ဆုံချိန်မှာပြောကြားခဲ့ပါတယ်။မလေးရှားကလက်ရှိအာဆီယံလက်ချောက်ကထားပြတာဝန်ယူထားတဲ့နိုင်ငံဖြစ်ပြီးမေလ26ရက်နေ့ကတော့အာဆီယံဖွဲ့ဝင်နိုင်ငံကောင်းဆောင်တွေကမလေးရှားရဲ့ကွာလာလမ်ပူးမြို့မှာထိပ်တီးအစည်းအဝေးဖြစ်တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီဆွေးနွေးပွဲရဲ့အဓိကအကြဆုံးခေါင်းစဉ်တွေကတော့မြမပြည်တွင်ရဲ့အကြက်တဲကိစ္စအမေရိကန်အစိုးရရဲ့ကုန်သွယ်ကုန်စည်းကြပ်မှုဝါဒတွေကိုအာ ဆီယံကဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ကိစ္စတွေဖြစ်ပါတယ်။အန်ဝါကပြီးခဲ့တဲ့လတုန်းကအာနာသိန်းစစ်ကောင်စားမင်းအောင်လိုင်းနဲ့ဘန်ကောက်မှာတွေ့ဆုံခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်းအွန်လိုင်းကနေချိတ်ဆက်ဆွေးနွေးခဲ့ပါတယ်။မေလ26ရက်နေ့ကအာဆီယံခေါင်းဆောင်တွေကိုတွေ့ဆုံခဲ့တဲ့အချိန်မှာတော့အန်ဝါကမလေးရှားရဲ့အာထုတ်မှုတွေကအရေးပါတဲ့အစ်စ်တွေကိုဖျက်ဆီးနေကြပြီးမြေတစ်ဖက်မှာလည်းအချိန်၄တိုင်းကထိလွယ်ရှလွယ်ရှိနေစေလို့မှတ်ချက်ပေးခဲ့ပါတယ်။ ညမအချက်တဲအတွက်ဖြည့်ရှင်းမှုတစ်ခုခုရနိုင်ဖို့အားထုတ်မှုတွေကိုပို့ပြီးခီရအောင်လှုပ်ဆောင်နိုင်ခဲ့ကြောင်းအဲ့ဒီလုပ်ငန်းစဉ်တစ်ခုလုံးမှာတိုးတိုးတိတ်တိတ်ညှိနှိုင်းမှုတွေကအရှိပါခဲ့တယ်လို့သူယူဆကြောင်းအစ်စ်တိုင်းကသိငယ်ပြီးပြိုလွယ်ပြက်လွယ်တရားတဆင်းလို့ဖြစ်နေကြောင်းဒါပေမဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင်ကျေပြက်နဲ့ပင်လယ်ခွေကြီးရှိနေတာတက်ရှိုင်းတိရိုင်တို့တရားတဆင်းရှိနေတာကပိုကောင်းကြောင်းအန်ဝါကဆိုပါတယ် တဖက်မှာတော့အာနာသိန်းစစ်ကောင်စီကအခုနှစ်ကုန်ပိုင်းကြောင်းရင်ရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေပြီးအဲ့ဒီရွေးကောက်ပွဲကစစ်ကောင်စီအလို့ကြားတဖက်သက်စီမံထားတဲ့အတူရောင်သားဖြစ်ကြောင်းဝေဖန်မှုတွေရှိနေပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအာဆီယံအဖွဲ့ရဲ့သဘောထားကဘယ်လိုလဲဆိုတာကိုတော့လက်ရှိချိန်ထိအဖွဲ့ဝင်နိုင်ငံတွေကြားတိတိကျကျဆွေးနွေးသဘောတူတာမျိုးမရှိသေးပါဘူးပြီးခဲ့တဲ့သတင်းပတ်တုန်းကအာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့နိုင်ငံရေးဝင်ကြီးတွေကမြန်မာအရေးဆွေးနွေးဖို့တွေ့ဆုံခဲ့ပြီးမလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်ကနောက်ထပ်ညှိနှိုင်းစရာတွေအများကြီးကြံသေးတဲ့အကြောင်း ြောခဲ့တယ်လို့ဆွန်လာထဲမှာသူကမြန်မာနိုင်ငံကိုသွားရောက်မယ်လို့ပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံသားဝင်ကြီးမာရစ်ဆန်ကီယန်ပွန်ဆာကတော့နိုင်ငံတကာအတိုင်ဝန်ကစစ်ကောင်စီနဲ့ပုံမိုကျေပြန့်တဲ့ဒဏ်ရိုက်ထိတွေ့ဆက်ဆံမှုတွေရှိလာစေဖို့သူကအစိုးပြတိုက်တွန်းသွားမယ်လို့ပြီးခဲ့တဲ့သတင်းပတ်တုန်းကထုတ်ပေါ်ပြောကြားခဲ့ပူပါတယ်။တစ်ဖက်မှာလည်းမြန်မာအရေးဖြေရှင်းဖို့အာဆီယံကသတ်မှတ်ထားတဲ့ပုံသဘောတူညီချက်၅ရပ်ကိုထိထိရောက်ရောက်ကောက်တဲပေါ်လို့ပြက်ကွက်တဲ့စစ်ကောင်စီကိုထိတ်တိအစည်းအဝေးတွေတက်ရောက်ခွင့်ကနေအာဆီယံကကန့်သက်တားမြစ်ထားဆဲဖြစ်ပါတယ်။ နောက်ထပ်တစ်ပုံးအနေနဲ့တကုံတက္ကသိုလ်အနီးရှိရက်ွက်တွေမှာစစ်မှုတန်းအကျုံးဝင်လူငယ်တွေကိုလာဆင်ဆက်ကြီးကောင်းနေရကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့တကုံတက္ကသိုလ်အနီးရှိရက်ွက်များမှာစစ်မှုတန်းအကျုံးဝင်သူတွေကိုလာဆင်ဆက်ကြီးကောင်းနေကြောင်းသိရပါတယ်။တကုံတက္ကသိုလ်အနီးတကုံမြို့တည်အရှိပိုင်းမြို့နယ်အတွင်းရှိရက်ွက်များတွင်လာဆင်ကျပ်၃000၊၅000တောင်ဒီရက်ွက် အုပ်ချုပ်ရေးမှူးတွေကကောက်ခံနေခြင်းဖြစ်ကြောင်းတကုံတက္ကသိုလ်အနီးနေရက်ွက်အုပ်ချုပ်ရေးရုံးနဲ့နှိဆက်သူတအုပ်စီမှသိရပါတယ်။စစ်မှုတန်းစီးရင်ဝင်နေမိပါတွေကိုအစီအွေတစ်ခါခေါ်ရင်လည်းနှစ်သိန်းလောက်ပေးရတယ်။အဲ့ဒီနှစ် င်ကစစ်တပ်ကိုပေးရတာလို့ပြောတယ်တနှစ်ကိုတစ်ခါတော့တနှစ်ကိုနှစ်ခါတော့အစီဝေးခေါ်တယ်လို့၎င်းကပြောပါတယ်ရက်ကွက်အချို့မှာလဆင်တက်3000ပေးရပြီးနေရာအချို့မှာ9000တိပေးရကအဲ့ဒီလဆင်ချိန်ချီကိုရက်ကွက်အုပ်ချုပ်ရေးဖွဲ့တို့ကရှာယူတယ်လို့သိရကြောင်း၎င်းကဆိုပါတယ်မပေးနိုင်ရင်စစ်မှုထမ်းရမယ်ဆိုပြီးဖိအားပေးတယ်ပေးနိုင်ရင်တော့စစ်တပ်ထဲလုံးဝမလိုက်ရဘူးလို့အာမတော့မခံနိုင်ဘူးအဲ့ဒါကြောင့်လူငယ်တွေလည်းရက်ကွက်ထဲမရှိရတာများတယ်ကို့အစီအစဉ်နဲ့ကိုလစ်နေကြတာလို့၎င်းကဆက်လက်ပြောဆိုပါတယ်ဒဂုံမျိုးတည့်အရှိပိုင်းမျိုးနဲ့ရှေ့ရက်ကွက်ပထမလမ်းနေ ှစ်အသက်23နှစ်ရွယ်ခန့်ရှိလူငယ်တန်းဦးကရက်ွက်အုပ်ချုပ်ရေးအဖွဲ့ကစစ်မှုထမ်းဖို့ဖိအားပေးခြင်းခံရပြီးတဲ့နောက်မေလ6ရက်နေ့ပိုင်းမှာ ၎င်းရဲ့အိမ်မှာပဲဂျိုးဆွဲချတီးဆုံးခဲ့ပူပါတယ်။အုပ်ကြီးတွေကသူတို့လက်ထက်မှာသူတို့ရက်ွက်ထဲကစစ်မှုထမ်းအကျုံးဝင်လူငယ်တွေရဲ့စင်ရင်ပုတ်အုပ်ရှိနေ။အဲ့ဒီပုတ်အုပ်ကမြစင်းထဲမှာပါတဲ့သူတွေရဲ့မိဘကိုလက်သိပ်ထိုးပြီးငွေတောင်းနေတာ။အဲ့ဒါရန်ကုန်မြို့တွင်းတော့မတည်ဘူး။ရန်ကုန်စင်ချေပုံးတွေမှာအဲ့လူကြီးပဲလို့ရန်ကုန်မြို့ရဲ့တရင်ရင်မြစ်ကဆိုပါတယ်။ရန်ကုန်မြို့ရှိစစ်ကောင်စီတပ်ကရန်ကုန်စင်ချေပုံးမြို့နယ်များတွင်းရှိရက်ွက်များတွင်နေသည့်ညာဘက်တွင်မှဝင်ရောက်ကင်းလဲ့ပြီးလက်မပေါ်မှာတွေ့ရတဲ့လူတွေကိုပေါ်တာဆွဲနေကြောင်း၎င်းကဆိုပါတယ်။မေလ20ရက်မှာစစ်မှုထမ်းပတ်စင်ဆက်တောင်းကိုတိုင်းစစ်ဌာနက ချုပ်အတီးတီးရှိတင်နန်းချောင်းများဖွင့်လှစ်ခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါရရှင်။